အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ဥရောပပတ်မှာ Premier League လို့ပဲစိတ်ဝင်စားစရာပွဲချီပွဲကောင်းတွေအများကြီးကန်နေအထူးဖြင့်ဥရောပ Champion League Semi-final ကံမဲ့ပွဲစဉ်တွေပေါ့လေ။ Premier League က Arsenal သင်းကန်သွားတယ်။ပြင်သစ် League 1မှာ Paris Saint-Germain ကန်တယ်။ထူးခြားစွာနဲ့နှစ်သင်းစလုံးကိုစီရှုံးပွဲတွေ့သွားတယ်။ PSG က Strasbourg ကို2-1နဲ့ရှုံးပြီးတော့ Arsenal ကဘုံပေါက်ကိုအိမ်ကွင်းမှာ 2-1နဲ့ရှုံးတယ်။ဒီခါပထမ semi final ကံမဲ့ဒုတိယအကြော့ပွဲကံမဲ့ Barcelona နဲ့ Inter Milan က2သင်းသလုံးထိုက်တယ်လူပွဲတွေရှိတဲ့အတွက်ကြောင့်သူတို့ကတော့ဒါအများကြီးအပြောင်းလဲမလုပ်ဘူး။ Inter Milan ရော Barcelona ရောအပြောင်းလဲတွေလုပ်တယ်။ Barcelona ကဇာအောက်က Valladolid နဲ့ကံရတယ်။ဒီသင်းကတန်းစင်ထားပြီးဖြစ်တယ်။ ဒီဘွဲမှာဘာဆိုနာအသင်းနေတဲ့တကယ်ကိုခက်ခဲကစားခဲ့ရတယ်အထူးသဖြင့်ဘယ်လာဒိုရစ်ကပွဲအစပိုင်းတည်းကသွင်းလိုက်တဲ့ဂိုးကဘာဆိုနာကိုဒုတိယပိုင်းမှာဟန်စီဖလစ်ကအပြောင်းလဲတွေလုပ်ဖို့အထိဖြစ်လာခဲ့တယ်ဆိုတော့မာအန်ဒရီတက်စတီကန်ကိုသူပွဲထုတ်ခဲ့ပြီးတော့မာခန်စစ်ကသူတို့အပြောင်းလဲနေတဲ့ရိုနယ်အာရူဘိုနဲ့အန်ဒရီယားခရစ်ရှင်စင်ထားတဲ့တစ်ဖက်ကဂျယ်ရမတင်ရဲ့ဟတ်တာဖို့ရထားပြီးတော့ကွင်းလယ်ကတော့နည်းနည်းထိမ့်ဖို့ပက်ထရီနဲ့ဂါဗီကို အန်ဆိုဖာတီရဲ့ဖမင်းလိုပတ်စ်ကနောက်ဒန်နီကာစီယာနဲ့ပြီးတော့မှဒန်နီရူဒရီဂက်စ်နဲ့တိုက်စစ်ကတော့ပေါ်ဗစ်တာထားတယ်ဆိုတော့ယမားတို့အမိုးတို့ရာဖေညာတို့အဓိကဖရန်တို့တိုက်စစ်တွေလုံးဝထားခဲ့တယ်။ဒါကြောင့်လဲဆိုဆိုစီကိုပေးရတယ်ဘာဆိုနာအသင်းကပွဲစပိုင်းမှာရှိသေးတယ်ဘာဆိုနာကဥဆောင်ကိုပေးခဲ့ရပြီးတော့အိုက်ကိုကဒီနေ့ပွဲမှာမထင်မှတ်တာတွေဖြစ်သွားနိုင်တယ်။ပွဲစ6မိနစ်မှာဆန်ချက်ရဲ့ဒီဖလက်ဖြစ်တဲ့ဂိုးကနေမအန်ထရီတဆီကမဖမ်းနိုင်ဘူး။ဘာဆိုနာအသင်းနဲ့ဟာစီဖလက်ကိုတော့ဒီအာဒီမှာကြည့်တာ။ Hansifle ရဲ့လူထုပ်ပုံ rotation နဲ့ Hansifle ရဲ့ squad ကိုကောင်းကောင်းအပြောင်းလဲလုပ်ဖို့က Barcelona အတွက်တော်တော်လေးအားပါချက်တစ်ခုပဲတကယ်တော့သူတို့ squad ကဝင်းမတွေ့တဲ့အများကြီးတင်းဖြစ်တယ် squat အားအရန်နေတယ် first choice 7ယောက်နဲ့အရန်7ယောက်ကြာကွာမှုအရန်ကြီးတယ်အလုံးသုံး2ယောက်တော့လောက်ပဲရှိတယ်ဒီချက်ကတော်တော်လေးတည်တာခဲ့တယ်သူပြင်ကန်စစ်ပိုင်းကတော့မစိုးဘောလေဒါ Eric Garcia ရှိတယ် Andre Christensen ရှိတယ် Aruho ရှိတယ်ဒါပေမဲ့ general position မှာတော်တော်လေး short ဖြစ်နေတဲ့အချိန်မှာစောစောစီကိုပေးရတယ်အဲ့အချိန်မှာလူငယ်ကစားမ Danny Rodriguez ပခုံးတန်ရသွားလို့ ယမားကမဝင်ဂျပန်နဲ့အစိုးရထဲမှာလူစားဝင်ခဲ့ရတယ်။ယမားဝင်လာပြီးတဲ့အချိန်ဟာစပြီးတော့ဘာဆိုတာကတောက်ဆောက်တိုက်ဆစ်စစ်နေတယ်။ဒါပေမဲ့ပထမပိုင်းမှာသူတို့1-0 down ဖြစ်တယ်။အဲ့တကူတဲ့နဲ့ကူပေးရတယ်။ဖိတာတော့ဘာဆိုတာကဘောလုံးပိုင်ဆိုင်မှုက81%ဖြစ်တာ။ဒါပေမဲ့ ပပီကန်ဒီမာဗယ်လာတိုရီရဲ့ချန့်စီကဘာဆိုနာတို့ကတကယ်ကိုအကျိတ်နဲ့ကစားခဲ့ရတယ်။ဒါဘာဆိုနာကဒုတိယပိုင်းရောက်ပြီး54မှာရမားရဲ့ cross ကနေဘုန်းနဲ့အဝူဟိုရဲ့ချိန်ကိုက်ခေါင်းတိုက်မှုဒါပေမဲ့သူမထိပေမဲ့ဂိုးသမားကပြန်ပုတ်လိုက်လို့ပြုတ်ချသွားတော့ကိုရာဖင်ညာကပိတ်ပြီးကန်သွင်းသွားတယ်။ဆိုတော့ရာဖင်ညာကအာဆူဖာတီမှာဝင်လာပြီးတော့လူစားဝင်လာပြီး တိတ်မကြဘူးဒါဥဆောင်ကိုခြေပါကိုကိုဒုတိယပိုင်းမှာပဲပြန်သွင်းတယ်။သူကိုသွင်းပြီးနောက်ထပ်6မိနစ်9မိနစ်အကြာမှာ Jeremati ရဲ့ cross ball အဲ့လိုက profit အကောင်းတယ်သူက area ထိတ်ကနေရှေ့ကိုပြေးလိုက်တဲ့ချိန်မှာနောက်တက်လူတွေကနောက်ခံလူတွေအာုံများပြီးတော့နောက်ကိုလှုပ်ပေးခဲ့တဲ့ချိန်မှာအလေဂျိုးရဲ့ space ကြီးကအလွတ်ကြီးမှာဒါ Fermin Lopez is non stop ပိတ်ပြီးတော့2-1ဖြစ်တဲ့အဲ့နဂိုးတဲ့ Barcelona ဟာ ခက်ခက်ခဲခဲဘာလို့ဘာဆိုနာဟာလက်ကျန်ပွဲပွဲကျက်တယ်။ဘာကြောင့်ပွဲကျက်တယ်လို့ပြောမလဲဆိုတော့သူတို့ရဲ့လက်ကျန်ပွဲမှာဒါခု aspirin ရှိတယ် athletic club ရှိတယ် villarreal ရှိတယ်ဒီလိုအသင်းတွေနဲ့ကာမှာဖြစ်တယ်နောက် real madrid ရှိတယ်ဆိုတော့ဒီပွဲကသူတို့က must win game ဖြစ်တယ်အခုဒီပွဲကိုသူတို့ခက်ခဲနိုင်လိုက်တဲ့အစောပိုင်းပွဲမှာ athletic madrid ကဒါတေးကြလိုက်တဲ့အတွက်ကြောင့်ဒါအခုလောလောဆယ်နေထိုင်ရတော့ barcelona က ရမှတ်9မှတ်ပေါ့လေ Real Madrid ကိုရမှတ်9မှတ်ဖြတ်ထားတယ်သူတို့က89မှတ် Real Madrid က Celta Vigo နဲ့ကံရအောင်ပဲဒါ Celta ကိုသူတို့အိမ်ကွင်းမှာကံမယ် Tico ကတော့ဖြည်းဖြည်းချင်းအမှတ်ပြည့်ချက်ခဲ့ပြီး69မှတ်နဲ့အဆုံးသတ်တယ်အီတလီဘက်မှာတော့ချန်ပီယံဖြစ်ဖို့ကြိုးပမ်းနေတဲ့ Napoli ရော Inter Milan ရောတပ်သိမ်းလုံးနိုင်တယ် ်နာပိုလီကလည်းအဝေးကွင်းသွားခံရတယ်ဒါသူတို့အတွက်လည်းတကယ်ကိုပွဲချက်ကစားခဲ့ရပြီးတော့မှနာပိုလီကအဝေးကွင်းမှာတကူးကုန်းရှိနေပေါ့လေရက်စပက်တူရီရဲ့တလုံးတည်းသောကိုနဲ့နာပိုလီကလက်ချီကိုအဝေးကွင်းနိုင်သွားတယ်ဆိုတော့အန်တိုနီယိုကွန်တီကတော့ဒါသူ့အတွက်ပထမဆုံးဒါအင်တာနာပိုလီနဲ့အတူနောက်ထပ်ချန်ပီယံဆူပလာပေါ့လေဂျူမန်ဒက်စ်နဲ့ချန်ပီယံဖြစ်ပူးတယ်အင်တာမီလန်နဲ့ချန်ပီယံဖြစ်ပူးတယ်ချယ်ဆီမှာဖြစ်ပူးတယ်လို့အခု respiratory ရဲ့တလုံးတည်းသောကိုယ်နဲ့သူတို့ကဇာတ်ထိပ်မှာသုံးမှတ်ဖြစ်ထားတဲ့ချိန်မှာ Champions League ကမိုးရှိတဲ့ Inter Milan အသင်းကဒါသူတို့ဘယ်လိုပြောမလဲဆိုတော့သူတို့အိမ်ခွဲမှာဒါတကယ်ကိုအကျိတ်နေတဲ့ Verona ကိုတကူကိုမရှင်းနိုင်တဲ့ Inter Milan လည်းတသိန်းလုံးနီးပါးလူပြောင်းထားတာသူတို့ဂိုးသမားကအစအကုန်အပြောင်းလဲပြီးအများကြီးလုပ်ခဲ့ပြီးတော့မှတလုံးတဲ့သောဂိုးကတော့ပနတီရသွားတာပေါ့လေဒါအက်ဆလနီကတလုံးတဲ့သောဂိုးနဲ့ဒါဂိုးမနဲ့မှာအဲ့ပနတီတကူတဲ့နဲ့အင်တာမီလန်နိုင်သွားတယ်ဆိုတော့ချန်ပီယံလိဂ်ကမဲ့၄သင်းမှာအာဆနယ် PSG ရှုံးပြီးတော့ ဒါတစ်ဖက်က Inter Milan Barcelona အသင်းနိုင်ကြတယ်ဒါ Bayern Munich ကတော့ Champion ဖြစ်လို့နီးပါးပစတဲ့ကပြုတ်ကျသွားတော့လေ Hurricane Champion ဖြစ်ဖို့အနည်းဆက်ဆုံးရောက်တယ်ဒါပေမဲ့တေချာတော့တင်ချာနီးရ Bayern Munich က Champion ဖြစ်ပါတယ်ဒါပေမဲ့လေဒီ live set ခွဲမှာသူတို့ champion ဖြစ်ရမယ်အစားပါမထင်မှတ်ပဲနဲ့ဒါသူတို့တေးကြသွားတယ်ပထမ live set ကိုသူတို့2-0နဲ့ရှုံးတယ်ပြီးတော့မှဒုတိယပိုင်းမှာ Eric Dier တို့နောက်ဒီဘယ်လိုပြောမလဲဆိုတော့ ိုင်မြူနစ်ကဇက်တိုက်ပဲနှစ်ကိုဇက်တိုက်တင်းသွားတာပြီးတော့မှလီဝိုက်စာနဲ့ကိုသွင်းပြီးတော့3-2နဲ့ injury down ဆုံးမနစ်မှာဘိုင်ယန်ချန်ပီယံဖြစ်ပြီဒါပေမဲ့ Leipzig က Paulsen ပြန်သွင်းလို့3-3တည်ကြတယ် Hurricane ကတော့ဒီကြောင်တော့ချန်ပီယံဖြစ်တယ်ဘာလို့ Liverpool စင်မနှက်ပြန်ဒါ fry pack ကိုမနိုင်တာနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ Liverpool ပွဲတိုင်းနိုင် Bayern ပွဲတိုင်းရှုံးရင်တော့ goal difference ကအကွာကြီးဖြစ်တော့ Hurricane အတွက် champion ဖြစ်ဖို့ရှေ့တစ်ပတ်စောင့်ရမယ်။ဒါပေမဲ့ခုလောလောဆယ်မှာ Barcelona, Inter Milan, PSG, Arsenal နဲ့ရှုံးနေသွားပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။